ညီမလေးစရောင်းနေတာညီမလေးအသက်20ကလေးကစပြီးတော့ဒီဝေယာကြည့်ကိုရောင်းနေညီမတို့ကကြတိုးရစ်တွေပဲ foreign night ပဲလိုက်ရောင်းနေလေတိုးရစ်တွေပဲဆိုအဟားလေးလဆွဲလေးနဲ့လိုက်ရောင်းနေညီမလေးတို့ကကြတော့ဟုတ်မှာဘောစကိုင်းကြီးနဲ့ကြတော့အမသူကတော့ကြိတ်လေးထိုးလို့ရတယ်လက်ပတ်လေးထိုးလို့ရဆွဲချိုးလေးထိုးလို့ရတယ်သရိုးလေးထိုးလို့ရတယ်အမအိတ်ကောအစုံထိုးလို့ရတယ်အမဟုတ်သူကတကယ်တော့ဒီလက်မှုကတကယ်အရန်ကိုခက်ခဲပါတယ်။ဟိုလွယ်လွယ်နေနဲ့ထိုးလို့မရပါဘူး။လူတိုင်းလည်းမထိုးတတ်ပါဘူး။လောက်တဲ့သူနေတဲ့ဆိုတော့ဟိုကဘောခုပြောသလိုပဲပတ်စံ ပိုရတဲ့စီကိုလောက်ကြတာလေ။အော်နည်းနည်းပဲမြတ်တာဟုတ်တယ်မဆွတ်လို့ဘူးဆိုတာဒီလက်မှုပညာကိုကိုကကျတော့ဒီငယ်လေးကလေးကလေတိုးလိုက်ရောင်ကလေးဒီဟာလေးလောက်လာဆိုတော့အဲ့ဒါကိုမဆွတ်လို့နိုင်ဘူးညီမလေးအဲ့ဒါကို ကဲညီမနာမည်ကမတိရာထုံးမရှင်ဥပိန်ရာမဆိုညီမတွေကအဲ့ဖန်စီတို့ဝေယာစီတို့ဗောဒီလက်မှုပညာဟန်မိတ်ဗောအဲ့ဖန်စီပစ္စည်းရဲ့ဝေယာစီရဲ့ညီမတွေရောင်းတာအဲ့ခြေတန်ဘူးချွေဘူးဗောနော်လက်မှုပညာလေးတော့ပို့ပြီးတော့ဟိုဖြစ်တယ်ဗောညီမတွေကအဲ့အလေးရောင်းတာဗောညီမတွေကဒီအစီအိုကြတော့ဘလို့ပြောရအောင်ဆိုတော့အစီအိုကြသူကကြာရင်းနေပုတ်ပတ်စူအောင်ထားထားပြီးပြီဆိုမှဒီအစီလေးကိုနည်းနည်းချင်းထည့်ပြီးတော့ပြုတ်ပြုတ်ပြီးမှသူကပေါ်တဲ့အစီလေးကိုနည်းနည်းချင်းအကုန်လုံးဆယ်ပြီးပြီဆိုမှနည်းနည်းလေးရေးဆက်အောင်ထားပြီးတော့ ူက6ခန်းပေါ့6ခန်းပြီးတော့သူကအဝက်လေးနဲ့ပြန်ထုတ်တာဟိုမိုးရီပိုင်းတက်တာပြူတာဆိုမရှိဘူးပေါ့နော်အဲ့လိုတွေထုတ်ပြီးပြီးထုတ်ပြီးပြီးဆိုမှသူကနောက်တရက်ကျမှဒီဟာလေးကိုနောက်တရက်ကိုတရညာအဲ့တိတ်ပြီးပြီးဆိုမှနောက်တရက်မှထိုးလို့ကဒီပစ္စည်းလေးတရားလေးတွေလွဲလာမလေးစာရောင်းနေတာတော့ညီမလေးအသက်20ကလေးကစပြီးတော့ဒီဝေယာကြီးကိုရောင်းနေ။ညီမတို့ကကြာတိုးရစ်တွေပဲ foreign night ပဲလိုက်ရောင်းနေလေ။တိုးရစ်တွေပါလေဆိုတော့အဲ့ဟာလေးလက်ဆွဲလေးနဲ့လိုက်ရောင်းနေညီမလေးတို့ကကြာတော့ဟုတ်မှာ။ မလေးဒီ body ဘောစကိုင်းတီဒီဝေယာစီလောက်တဲ့ပင်းရင်းကိုじゃ तू อ่ะစကိုင်းပါပဲ तू อ่ะလောက်ကြရတရားဟာじゃတော့เนาะ तू ကတော့အရင်တော့တရွာလုံးထိုးကြတယ်အခုじゃတော့ဒီငရင်တွေပိုင်းလောက်ပြီးရနောက်ပိုင်းတော့တရွာလုံးမထိုးနိုင်တော့ဘူးအဲ့ဒီထိုးတဲ့သူကလည်းတိတ်နေနေမဲ့ရှိတယ်တပြည့်ညီမလေးကိုယ်တိုင်လည်းတရားကိုထိုးတတ်တယ်တိုးတဲ့တွေပိုင်း light 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 ရောင်းလို့မလာလို့ရှိရင်ညီမလေးအဲ့ဒီဝေယာစီတွေညီမလေးကိုယ်တိုင်အဲ့လိုမျိုးထိုင်ပြီးထိုးတာချင်ဟုတ်ညီမလေးကဟိုကလေညီမလေးလက်ပတ်ပေါ့ဟန်ချိန်ပေါ့လက်ပတ်တဲ့ဟာလေးပေါ့အဲ့ဒါလေးထိုးရမယ်ဟုတ် ါလေးကကျွန်တော်ကလေးဆွဲကြိုးကအသီးလေးပေါ့ချိတ်မဲ့သီးလေးပေါ့ဟုတ်တရွာလုံးတော့လောက်တာတော့ဟုတ်တယ်မှာခုဘလုံးနေသွားတော့ဆိုတော့ကြခုကျတော့လောက်တဲ့သူတွေကကျတော့ဟိုပြန်လှုပ်တွေပါကြီးလိုက်ကြတယ်မရဲ့ဒီဝေရစီကသူကဟိုထိုးရတာတော့အဲတန်ဖို့တော့တားရင်မကြည့်ဘူးဒါပေမဲ့ခုပြောသလိုပဲရတဲ့ဈေးနှုန်းကကျတော့နည်းနည်းလေးနည်းတယ်ပေါ့နော်လေတော့ကြတော့ဒီနေ့ပတ်စံနေနဲ့ပို့ရတဲ့ဆီပေါ့အဲ့လိုမျိုးပေါ့ဟိုပြန်လောက်တော့လိုက်တော့ကြတော့တထောင်ခွဲလောက်ရတယ်ပေါ့မမရေဒီဝေရစီထိုးကကြတနေ့စာကိုအဲ့လောက်မရဘူးတနေ့မှာလုံးဆုံးရ9000လောက်ပဲရတယ်မမ ော့ဗောမာ तू ကလမ်းပေးมาပဲပောက်တာဗောအပင်ရတော့ဗောနော်အပင်ကလမ်းပေးมาပောက်တယ်ဆိုပေမဲ့လဲ तू က तू ရဲ့သူ့ရဲ့အစီကိုကိုကယူပြီးတော့တုံးပြီးတော့အဲ့လိုမျိုးလက်မှုပညာကိုပုံဖော်ပြီးတော့ထိုးလိုက်တော့ကြတော့ तू ကတံပိုးအနေနဲ့တော့ကြည့်သွားတယ်ဗော तू ကလက်မှုပညာပုံဖော်လိုက်တာကိုဒီအစီကိုကြတော့အဲ့လိုမျိုးမာ ိတ်ထိုးတဲ့ခါကျတော့လေအဲ့အိတ်လေးရထိုးလို့ရှိရင်လေသူကအနုစိတ်လိုက်ပြီးထိုးရတယ်ဒီဒီမြမလက်မှုဒီဘောစကိုက်စီကကျတော့လေအရန်ခက်ခဲတယ်ဘလို့လဲဆိုတော့ကျသူကဒီဟာကိုဒီအိတ်တလုံးဖြစ်ဖို့အရေးကိုသူကဒီဒီပထမကိုရယ်လေးစပြီးထိုးလိုက်တယ်ထိုးပြီးတော့အောက်ကအမိတ်လေးတက်တယ်ဒီပုံစံဆိုရင်တော့တက်ပြီးပြီးဆိုမှခိုင်းလေးတက်တယ်တက်ပြီးမှနှီးစိဝင်လေးတက်တက်ပြီးပြီးဆိုမှပေါ်ကခိုင်းချိုးထိုးသူကအစင်းအစင်းနဲ့ကိုထိုးရတယ်တလုံးထိုးဖို့လုံးဝမလွယ်ဘူးဒီဟာမြမလက်မှုဆိုတော့ကျတော့အဟဟာကြောင့်မလို့သူက တစီချင်းတစီချင်းကောက်ပြီးတော့ဒီအောင်ခိုင်ခန့်အောင်လို့အဲ့လိုမျိုးထိုးရတယ်ထိုးပြီးသွားလို့တလုံးလုံးပြီးသွားလို့ရှင်လို့ရှင်လည်းသူကညီနေကိုပြန်လန်းလဲပြီပြီ၆ပြီဆိုမှဒီဟာလေးတွေကိုစီတော့ရတယ်ဗောနော်အုံးစီဗောညီမတို့အဲအုံးစီကိုတုတ်ပြီပြီဆိုမှ तू ကပို့ပြီးကြရှေခန့်လာအဲ့လိုမျိုးမှာဟုတ် तू ကတကယ်တမ်းတော့ဒီလက်မှုကတကယ်အရန်ကိုခက်ခဲပါတယ်ဟိုလွယ်လွယ်နေနဲ့ထိုးလို့မရပါဘူးလူတိုင်းလည်းမထိုးတတ်ပါဘူး तू ကဒီရအစီလေးတွေကအိုင်းများတေးလေးတွေဆိုတော့ဒီအဲ့လေးနဲ့ကိုတစီချင်းကိုမနှဲကိုထိုးယူရပါတယ်မှာဟုတ် င်းကြီးနဲ့ကျတော့အမသူကတော့ကြိတ်လေးထိုးလို့ရတယ်လက်ပတ်လေးထိုးလို့ရဆွဲချိုးထိုးလို့ရတယ်ဇရိုးလည်းထိုးလို့ရတယ်အမအိတ်ကောအစုံထိုးလို့ရတယ်အမဟုတ်ရောက်တဲ့ဈေးနှုန်းကိုကြာညီမတို့ခုလက်ပတ်တကွန်းကိုတထောင်ရောင်းတယ်။သူကတော့စိတ်တကူတထောင်ရောင်းတယ်။အဲ့တလုံးကို၈ထောင်လို့၁တောင်လို့ဒီလိုအသေးလေးဆိုရင်9000ရောင်းတယ်။မတရားကြီးကြီးတဲ့အဲ့ site ကြီးဆိုရင်၁တောင်ခွဲရောင်းတယ်ရှင်ဟုတ်။ဒါလေးကတော့မနေ့ကတော့ထိုးထားတယ်ညီမထိုးထားတယ်အဲ့လေးပါ။စီးတုပ်ပါမယ်ရှင်။ဒါကလုံးဝ handmade စစ်စစ်နိုင်နှုံးကြီးနဲ့ထိုးတာပါ။နိုင်နှုံးကြီးအချီ၄ပင်နဲ့ကြာရှည်လက်ခံပါတယ်။ ဒီကောကျတော့အထဲထဲမှာじゃဘာမှမပါဘူးအခန်းလည်းထည့်မထားဘူးဘာလို့အခန်းထည့်မထားလဲဆိုတော့ तू ကလုံးဝလက်မှုအခန်းထည့်တာလက်မှုမစစ်တော့ဘူးလက်မှုမဟုတ်တော့ဒါသူ့ရဲ့လုံးဝသဘာဝအတိုင်းပဲဒီကောကျတော့အတွင်းထဲကခန့်နေပါမပါဘူးရှင်ဒီမှာလည်းအိမ်လေးကိုဖောင်းအောင်လို့အစာလေးတွတ်တာပေါ့လောက်တဲ့သူနေတဲ့ဆိုတော့ဟိုဟာပေါ့ခုပြောသလိုပဲပတ်စံပိုရတဲ့စီကိုလောက်ကြတာလေအော်နည်းနည်းပဲမြတ်တာဟုတ်တယ်မစွတ်လို့ဘူးဆိုတာဒီလက်မှုပညာကိုကိုကကျတော့ဒီငယ်လေးကလေးကလေတိုးလိုက်ရောင်ကလေးဒီဟာလေးလောက်လာဆိုတော့ အဲ့ဒါကိုမဆိုးလို့နိုင်ဘူးညီမလေးအဲ့ဒါကိုကလေးလေးចောင်းတက်ရတာလေးတရားလေးစပြီးတော့ညီမသားဆိုရင်ဆယ်လမ်းရောက်သွားပြီညီမလေးခြေရောက်တွေ့ခဲ့လားဟုတ်မှာကြီးရတော့ចောင်းတက်တယ်ဆယ်လမ်းဆယ်လမ်းရဲ့တတိယနေရအဲ့လိုမျိုး အငယ်လေးကတော့ကေဂျီပေါ့အမွာဘူးပေါ့ကောင်လေးဇက်သားလေးယောက်ရှိရမစစ်တာတော့ရှိတာပေါ့မမတစ်ခါကျတော့လေကိုကဟိုဟာပေါ့တော့အချောင်းပါတဲ့ရကြတော့လေသူတို့စစ်တဲ့ဈေးလေးနဲ့ပေးလိုက်တာပေါ့ကိုကဒါလေးရောက်မစားရတာလေမအဲ့လိုမျိုးပေါ့နော်ဒီမလေးကဒီဒီဒီဘောစကိုင်းဒီဘောစကိုင်းစီကိုလုံးဝမဆွလွနိုင်ဘူးညီမလေးကဒီဟာလေးနဲ့ကလေးတွေကိုအကြောင်းပညာတက်အောင်ထားပြီးတော့အကြောင်းပညာတက်အောင်ထားရတာဆိုတော့ညီမလေးဒါလုံးဝမဆွလွနိုင်ဘူးပေါ့နော်ညီမလေးက ဖိတ်တရာရောက်လို့ရှင်ညီမလေးအဲဒီဒီလက်မှုပညာကြီးဝေယာစီလေးတို့ပေါ့တရာကိုရောက်လို့ရှင်ညီမလေးလာပြီးအားပေးကြပါလို့ညီမလေးအဲပထမဆေးရနားလေးမှာညီမလေးဒီလက်မှုပညာအိတ်လေးတွေညီမလေးရောင်းပါတယ်လို့ဟုတ်